တွဲလာခဲ့တဲ့၄နှစ်တာကာလအတွင်းမိန်းကလေးပေါင်းအယောက်90လောက်နဲ့ဖောက်ပြန်ခဲ့ပြီးជីပါလက်ပါလေးလုတ်တဲ့တဲ့ထုတ်လို့သူရွှေမန်းကို သူမဘက်ကနေစားပြီးလမ်းခွဲခဲ့တာပါလို့ပြောလာခဲ့တဲ့တီယိုးဆောင်တန်တာမိုးသိန်း မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့ရက်ပိုင်းရက်တွင်းကလူပညာရှင်တွေတော်တော်များများတက်ရောက်ခဲ့ပြီးတော့ဘဝလက်တွဲပေါ်ကိုဂုံတီရှိဆရာဝန်မလေးကိုသိမ့်ပိုင်နိုင်ခဲ့တဲ့အတွက်ကိုယူမဆုံးဖြစ်နေခဲ့တဲ့အနုပညာလောကမှာမေတ္တာမင်းသမီးတော်တော်များများကသူ့ကိုမလွန်ဆန်ရဲလောက်အောင်အာနာရှိသူတယောက်ဖြစ်တဲ့ထုံးလုံးသူရွှေမန်းခေါ်ဝီမင်းမောင်ကတော့ပြီးခဲ့တဲ့ရက်ပိုင်းရက်တွင်းကစီကပ်ပိုင်ရှင်ဒေါက်တာမလေးနဲ့လူသိရှင်ကြားတရားဝင်လက်ထပ်သွားခဲ့တာပဲဖြစ်ပါတယ် ထုံးလုံးသူရွှေမန်းခေါ်ဝီမင်းမောင်ဟောင်းအနုပညာလောကကတက်တက်ဆမင်းသမီးတတော်များများနဲ့တွဲခဲ့ဘူးသလိုမင်းသမီးတတော်များများကိုချီတော်တင်ခဲ့ဘူးသူဖြစ်တယ်လို့လည်းအနုပညာအတိုင်းဝိုင်းနဲ့နိစ္စသူတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။ထုံးလုံးသူရွှေမန်းဟောင်းနမေကျော်မင်းသမီးတွေကတေယုဆောင်အီဝီရီတောင်အီမြတ်သူတန်တာမိုးသိန်းတို့နဲ့လူပြောအများဆုံးတွဲခဲ့တာဖြစ်ပြီးမအီတောင်နဲ့တန်တာမိုးသိန်းအပေါ်မှာတော်တော်ကိုချစ်ခင်တယ်လို့လည်းပြောဆိုနေကြပါတယ်။ တန်သာမူတိန်ဟာရွှေမန်းနဲ့လီတိတာကာလာအထိတွဲခဲ့သူတစ်ယောက်ဖြစ်ပြီးထုံးလို့သူရွှေမန်းဟာသူမနဲ့တွဲနေစဉ်တစ်ယောက်မှလေမိန်းကလေးတော်တော်များများနဲ့ဖောက်ပြန်ခဲ့လေလို့ပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်ရွှေမန်းကမင်္ဂလာမဆောင်ခဲ့တဲ့ချက်ရက်ထိသူမကိုဖုန်းနဲ့ခေါ်နေခဲ့ပြီးသူမကတပတ်မိန်းကလေးကိုအားနာလို့ဖုန်းတော့မကင်ခဲ့တဲ့အကြောင်းအခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်။တန်သာမူတိန်ကအချင်းတန်ရင်မသူပါလောက်ခဲ့တယ်ဆိုတာပြောစရာမလိုအောင်ပေါ်လာလာပါပဲ။ တကွန်းတမီတောင်ကိုကိုလှုပ်ခဲ့တာရီမပြောပြပြခဲ့ဘူးစတွေကလေးကဖောက်ပြန်ခဲ့တာအယောက်90နီးပါးရှိပါတယ်အနုပညာလောကတွေကတက်တစ်စာရီအပြင်ကဇယားရီပက်ပင်းမိသွားရင်အဆက်ခွဲတာလားဆိုပြီးချီပါလက်ပါနဲ့လမ်းလေကောင်းတော်မှစောင့်တွန်းခဲ့တာရီလူပဲမှားချက်ပါတယ်ဆိုပြီးလေးညကြာမှအကုန်ခွင့်လွှတ်ပေးခဲ့တာပါစိတ်ရင်းစိတ်ထားကောင်းရှာရီငါ့အပေါ်မှာစည်တနာရှိရှာရီအဲ့ဒါနဲ့ပဲအကုန်လုံးကိုပြီးဆုံးပေးခဲ့တာပါ နောက်ဆုံးအချိန်ထိလည်းဖောက်ပြန်နေကြတာပါပဲ။အဲ့ဒီစိတ်ဓာတ်ရာတွေဟာအခုထိကုလို့မပြောက်သေးပါဘူး။ stress တွေများလွန်းလို့လူယုတ်တောင်မထွက်တဲ့အထိပါပဲ။ပြီးတော့ကိုယ်တိုင်မဲမဖြစ်နိုင်တော့မှန်းသိလို့ထားခဲ့တာပါ။ကိုဘဝမှာကိုကိုထားခဲ့တယ်ဆိုတဲ့တမိုင်းမရှိပါဘူး။သူ့ဘဝလေးကောင်းမွန်ပါစေဆိုတဲ့စိတ်နဲ့ဒီနေ့ထိ နေပေးခဲ့တာကာယကံရှင်အတိဆုံးမှာမင်္ဂလာမဆောင်ခင်အချိန်ကြီးဖုန်းဆက်ခဲ့တာတော့မကင်ခဲ့ပဲတစ်ဖက်မိန်းကလေးကိုစာနာပေးခဲ့တာပါ။ သူသူကိုကိုကိုယူမဲယောက်ျားမနဲ့အချိန်မတုံရီစာဟောင်းစီဖုံးဆက်နေတာ ပြန်သိရင်ဘယ်စိတ်နဲ့နေပါမလဲအခုတက်နေတဲ့သတင်းတွေကိုလည်းတခုပဲရှင်းပြခြင်းပါလေတနာမိုးတိန်ကထားခဲ့လို့ပဲနေခဲ့ရမှာပါဒီတခါတော့အုံနောက်သုံးခဲ့တာကျမမို့လို့ပါကိုကထားခဲ့လို့လေကိုကိုစိတ်နာတယ်လို့ပြောသွားပါတယ်တစ်သက်လုံးဒူးနဲ့မျက်ရည်တော့မတုတ်ချင်ဘူးရှင် ဗီဇဆိုတာပါလာရင်တသက်လုံးမင်းမပြင်လို့ရမှာမဟုတ်ပါဘူးဟုဆိုတော့တန်တာမူသိန်းကဒီမရဲ့လူမှုကွန်ရက်စာမျက်နှာမှာပြောဆိုထားတာပဲဖြစ်ပါတယ်။